်လောင်လုံးမြို့နာမှာစီတင်မာနေတဲ့အတွေ့လေလုတ်ကြီးကြော်လာပေမဲ့လုံငန်းခွင်မဝင်နိုင်သေးဘူးလို့လက်သမားချိုကပြောပါတယ်စစ်ကောင်စီတပ်ဟာကျွန်းလဆလီရနေကစပြီးလောင်လုံးမြို့ကနေတဆင်စစ်ပြေရွာကိုချူလင်းစစ်ကြောင်းထိုးလာပါတယ်အဲဒီကနေတဆင်လီတော်ခန်ရွာနဲ့ကထောင်နေရွာကိုဖျက်သွားပြီးခညိုကျွန်းရွာမှာတပ်ဆွဲခဲ့ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အခြေကလက်သမားတွေမူစပါစိုက်ပျိုးထွန်ရဲ့အနေကြတဲ့အခြေဖြစ်ပါတယ် စစ်ကောင်စီတပ်ဟာကညိုကျွန်းရွာမှာတပ်ဆွဲခဲ့တဲ့အတွေ့ဒေသခံတွေဟာဒီနေ့ထိကညိုကျွန်းရွာထဲမဝင်ရကြပဲဖြစ်နေပါတယ်စစ်ကောင်စီတပ်ဟာကညိုကျွန်းရွာမှာနှစ်ပတ်အနီးပါးကြာတပ်ဆွဲထားပြီးအချိန်မရွေးထွတ်တိုက်ပွဲဖြစ်နိုင်တဲ့အတွေ့ကထောင်နီရွာလေသွခန်းကညိုကျွန်းဝေဒီပြင်းထင်းညီမစစ်ပြဲစားတဲ့ရွာတွေကလေကထောင်ကနန်းလောက်ဟာလက်မလုံနိုင်ပဲဖြစ်နေပါတယ် ဒါပြင်စစ်ကောင်စီတပ်ကပြခတ်တဲ့လက်နက်ကြီးကြီးတချို့ဟာလေလက်ခွဲတွေထဲမှာပေါက်ကွေသေးပဲကျန်နေတယ်လို့လက်သမားချို့ကပြောပါတယ်။လောင်လုံးမြို့နယ်ကကြေဝါချို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့မှတပ်သားတို့ကအသက်90ကျော်အရွယ်ပညုံကျုံစွာသူ အဖွာတို့ကိုအကြေကြေမတေးကျင်ခဲ့ပါတယ်။မတေးကျင်ခံရတဲ့အပွားနဲ့ဒဝက်ဝါကဂျွန်လ26ရက်နေ့မှာတိုင်းရေးစကားပြောခွင့်ရခဲ့ပါတယ်။ ကျွန်တော်ခံရတဲ့ဘွားရဲ့ပြောပြချက်အရာစစ်ကောင်စီတဟာကျွန်တော်15ရက်နေ့ကကညိုကျွန်းရွာလေးကိုရောက်လာခဲ့ပြီးကျွန်တော်16ရက်မှာအရခပ်ပူပူအသက်40လောက်ရှိတဲ့စစ်ကောင်စီတပ်သားတို့အဖွားနေအိမ်ကိုရောက်လာခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်19ရက်နေ့ညမှာတော့ဖိုးချီလို့ခေါ်တဲ့စစ်ကောင်စီတပ်သားကအဖွားကိုမတိတ်ချင်ခဲ့ပြီးနှစ်ရက်နဲ့တညတာအတွင်းအဖွားကို၅ချိန်တိတိ အဲဒီစကောင်စီတတတူတွေကဖွားရခင်မွန်ရှိမှာပဲမတည်ကျင်ရတယ်လို့ပြောပါတယ်စကောင်စီတတဟာအဖွားရှိနေတဲ့အီဘော်တလာတဲ့အခြေတိုင်းသူ့ရဲ့အမျိုးသားအင်အားကိုလင်းနေကြိုက်ပြီးတက်လာတယ်လို့ဖွားကဆိုပါတယ်စီးချိုယောဂတဲ့အဖိုးကတော့စကောင်စီတတကတနက်နဲ့ခြေဝဲပြီးပြတ်သမဲ့လို့ခြေချောက်ကအဖွားကိုအခြေခြေအာရမပြုခြင်းခဲတာပါ စစ်ကောင်စီတပ်ဖွဲ့ဟာကညိုကျွန်းရွာမှာကျွန်းလ15ရက်နေ့ကစပြီးဆယ်ရက်တိတိတဆွဲနေတိုင်းခဲ့ပါတယ်။တပွားဟာအဲ့ဒီဖြစ်ရအတွက်အလွန်အရှည်ရကြောင်းစစ်ကောင်စီတပ်သားကမဒိချင်းကိုတာမကပဲနေရှိလက်ကင်ဖို့အပောင်းရင်အခြားအိမ်တွင်းကပစ္စည်းတွေကိုလည်းရှာဖွေကအာရမယူဆောင်သွားတယ်လို့အဖွားကဆိုပါတယ်။စကောင်စီတက်ကဖန်စီသွားတဲ့လောင်းညွန့်နေဒေသခံတရားလောက်ကို ဇော်လာ25ရက်နေ့မုံလွယ်ပိုင်းမှာပြန်လောက်လိုက်ပါတယ်။ဒါပေမဲ့လူငယ်မျိုးသားအုံကိုတော့ဖန်စီထားစေဖြစ်တယ်လို့မိသားစုဝင်တွေနဲ့ဒေတာကန်တွေကပြောပါတယ်။ဖန်စီခံရသူတွေဟာပြညုံကျုံကထောင်းနေလေးသုံးခန်းစစ်ပြေးညင်းမွန်ကျွာမှာဒေတာကန်တွေဖြစ်ကြပါတယ်။ စစ်ကောင်စီတဟာဖန်ဆင်းထားတဲ့ဒေတာခံတွေကိုစစ်ဆေးမေးမြန်းချေမတိဘူးလို့ဖြေတဲ့သူတွေကိုရိုက်နှက်ခဲလို့ဒဏ်ရာရသူတွေလည်းရှိတယ်လို့ပြင်လို့လာသူတွေကပြောပါတယ်စစ်ကောင်စီတဟာဖန်ထားတဲ့သူတွေထဲကအသက်40ကျော်အရွယ်ကညူကျွန်းရွာသားအမျိုးသားတဦးကိုလန်ခိမာတပ်ဖြတ်ခဲ့ပါတယ်စကောင်စီတဟာကျွန်းလချယ်ရဲ့နေမှာရောင်းမျိုးဖက်ကနေစစ်ကြောင်းထိုးလာပြီးကညူကျွန်းရွာမှာဆေးကြတာဆွေးခဲ့ပါတယ် ါပြင်လူမရှိတဲ့နေတွေကိုဖောက်ထွင်းပြီးလုံချင်တဲ့ပစ္စည်းမှန်သမျှကို အာရမအယူဆောင်ကဂျောနာ25ရဲ့နေမှာကညိုကျွန်းရွာထဲကထွက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တဝဲခိုင်ရောင်းနှုံးမျိုးနေကစေဘေးဆောင်ဒေသခံတွေစေဝါမလို့လောက်မှုဂျုံနေရတယ်လို့စေဘေးဆောင်တွေကိုကူညီပေးနေတဲ့အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။တိုက်ပွဲတွေကြောင်းရောင်းနှုံးမျိုးနေရှိ ကညိုကျော်ညင်မော်လေးတော်ခန်ကထောင်းနီနဲ့စစ်ပြဲစားတဲ့ကြေဝါခုနှစ်ယောက်ကဒေသခံထောင်ချီစစ်ပေးရှောင်းနေရတာပါအဲ့ဒီစစ်ပေးရှောင်းတွေမှာဝမ်းမြဝမ်းရှိုးမြဖျားနဲ့သွေးလုံးတုတ်ဝေးယောဂါတွေအဖြစ်များနေပါတယ်ပြီးခဲ့တဲ့မလာကိုပိုင်းကစပြီးဒေါလုံမျိုးအနီရှိလက်ခတ်တောင်စခန်း မြို့ရေးရှိစကောင်းစီတန်နဲ့ဒေါ်လာရေးတက်တို့ချာတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်ရှိအခြေထိဒေသခံတွေစစ်ပေးရှောင်နေရပါတယ်။အဲ့ဒီကြေဝါပြီးမှစေဝါတယူခွင့်ကန့်သတ်ခံထားရတဲ့အပြင်လက်စင်မီဖြတ်တောက်ခံထားရတာစစ်တုံးစီဝယ်ယူမှုကန့်သတ်ခံရတာပြီးလေကြုံတွေ့နေရတယ်လို့ဒေသခံချို့ကပြောပါတယ်။ဒီနေ့မိမြအခြေရစကောင်းစီတက်ကစစ်ကြောင်းထိုးတာမရှိတော့တဲ့အတွက် ဒေသခံစစ်ဆောင်အများစုနေရပြန်နေကြပြီလို့သိရပါတယ်။တင်းနှိုင်းတိုင်းမှာမေလတလအတွင်းတိုက်ပွဲလေကြောင်းနဲ့ရေကြောင်းတက်ခိုင်းမှုတွေကြောင့်နေရစောခွာထွေပြေးပြေးဆောင်ရသူ8000ကျော်အထိရှိခဲ့တယ်လို့ FE5 တင်းနှိုင်းတိုင်းသူတေသနာအဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ကအာရမစေတာစုဆောင်နေချီ ထဲနိုင်ငံရန်အောင်ထွေးသည်စခန်းကမြန်မာနိုင်ငံသား130ကျော်ကိုဇွန်လ25ရက်နေ့ကကော့တောင်းဖက်ကိုထပ်ပြီးလွှဲပြောင်းခဲ့ပါတယ်။ထဲနိုင်ငံမှာအကြောင်းမျိုးမျိုးနဲ့ပြည်တိုင်းကြာခံပြီးရန်အောင်ထွေးသည်စခန်းမှာထိသိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုလွှဲပြောင်းခဲ့တာပါ။နေရပြန်ပုံမဲ့မြန်မာနိုင်ငံသားတွေကိုရန်အောင်စခန်းကနေကော့တောင်းဖက်ကိုဆက်လက်ကူးစင်းနဲ့လွှဲပြောင်းပေးခဲ့တယ်လို့ရန်အောင်လာဝကကဖော်ပြပါဗျာ။ နေရပြန်ဖို့ခံရသူတွေဟာတရားမဝင်ဝင်ရောက်မှုမွင့်ရစေတုံးဆွဲမှုနဲ့အခြားအမှုတွေကြောင်းပြစ်ဒဏ်ကြာခံပြည်သူတွေဖြစ်ပါတယ်။အခုနေရပြန်ဖို့မှုဟာ2025ခုနှစ်အတွင်း6ကြိမ်မြောက်ဖြစ်ပြီးနေရပြန်ဖို့ခံရသူ1149အထိရှိလာပြီဖြစ်ပါတယ်။2024ခုနှစ်ကရေနောင်ထွေးသည့်စခန်းကနေကိုတောင်းကိုပြန်လွှဲပြောင်းပေးမှု14ဒီအထိရှိခဲ့ပြီး မြန်မာနိုင်ငံသား1005ဦးအထိပြန်လည်ပို့ဆောင်ခဲ့တာပါ။နေရပြန်ပို့ခံရသူတွေကိုစစ်ကောင်စီကအရမစစ်မှုဌာနတွေစက်တိုက်လှူဆောင်နေတယ်လို့စစ်မှုဌာနဆူဆောင်ခံရသူတွေစီကသိရပါတယ်။